မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တစ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်အမ်းမြို့မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရကတတော်အေအေကဝိုင်းပတ်ဖိတ်ဆိုတက်ခိုင်ပြီးစစ်ကောင်စီတပ်တွေအတွက်ပြေးစရာမြေမရှိတော့ပဲအလံဖြူထောင်မလားအသေးခံမလားရွေးရတော့မှာဖြစ်တယ်လို့ဆိုပါတယ်ရင်းပြည်နယ်မြောက်ပြည်မြို့နယ်မှာအွန်လိုင်းငွေလိမ်မှုငွေစေဝါလူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ ဂျပန်စကောစီလောက်ခန့်နဲ့ဂျာဆောင်တက်ဘီဂျက်ကောင်းဆောင်စောချစ်သူဘိုမုတ်သုံးဘိုတင်ဝင်းနဲ့ချစ်လင်းမြိုင်ကံမီတို့ကိုယူရောပတမကကနေဒန်ကပ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ EU ကနေတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့မှာရှိတဲ့အကြံပစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရခတ်တော်အေအေကဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေပြီး စေကောင်းစီတက်တွေအတွက်ပြင်းစရာမြေမရှိတော့ပဲအလံဖြူထောင်မလားအသေးခံမလားရွေးရတော့မှာဖြစ်တယ်လို့ဒေတာကန်တရင်ရှိမိကပြောပါတယ်လက်ရှိအမ်မျိုးသိမ့်တိုက်ပွဲမှာအာခတတော်အေဘက်ကအောင်မြင်မှုတွေနဲ့အတူစစ်ရေးအသာစီးရနေပြီစေကောင်းစီဘက်ကတော့လေကြောင်းပြေကူဒေတာတောက်လျှောက်သုံးပြီးအသေးအတန်ခုခံနေတယ်လို့ဆိုပါတယ်အဲ့ဒီအမ်မျိုးမှာအချက်ဖက်စကောင်းစီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခရှိနေပြီလက်ရှိမှာအဲ့ဒီနပါခကိုကာထားတဲ့အဓိကတက်ရင်တွေကိုလည်း အရကတတော်အေအေကပိမ့်ပိုက်ထားလိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်အဲ့ဒီစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနကျုပ်ရဲ့ခမရဘုံခွန်၃ဈေးတက်ဆရာဖယုံထောက်ပို့တက်တဲ့တမိုင်ကုန်းတက်တွေကိုလည်းအရကတတော်အေအေကသိမ့်ပိုက်ရရှိထားပြီးနဘာခတဲ့ကလက်ကျန်တွေကိုဆက်လက်တိုက်ခိုက်ရှင်းလင်းနေတယ်လို့ဒေသခံသတင်းရင်းမြစ်ဖြစ်တဲ့ကိုမျိုးလင်ကပြောထားပါတယ်။လက်ရှိမှာလည်းအမ်းမျိုးအရက်လေးမျက်နှာကထွက်ပေါက်တွေအကုန်လုံးအပါဝင်ရေလန်းရောကုန်လန်းရောစစ်ကောင်စီတက်တွေဘလုံးမှထွက်လို့မရအောင် အာခတ်တော် AA က wipe ပိတ်ဆို့ပြီးတော့ကိုတက်ခိုက်ချိန်မုံနေတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကလေကြောင်းတစ်ခုသာရှိတော့ပြီးအဲ့ဒီလေကြောင်းကလည်းအန်လေစိတ်ကနေအောက်ကိုဆင်းလို့မရတော့သလိုလေကြောင်းကနေပစ်ကူဘေးတာကလွဲပြီးစစ်ကောင်စီတပ်တွေဟာပြေးစရာမြေမရှိတော့ပဲအလံဖြူထောင်မလားအသေးခံမလားပဲရွေးရတော့မှဖြစ်တယ်လို့ဒေတာကန်သတင်းရင့်မြစ်ကိုမျိုးလင်ကပြောထားပါလိမ့်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ ောက်မြို့နယ်မှာအကြံဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်တနက်၄လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ပေါင်းမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အော်တိုဘလ28ရက်နေ့ကပဲပေါင်းမြို့နယ်ရန်ကင်းချေရွာမြောက်ဘက်ကဒီတော့ကွင်းစပေးရှောင်းနေအိမ်တွေကိုအကြံဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကနေမိရှုဖျက်ဆီးထားတဲ့အပြင်ပြည်သူ၂ဦးကိုပါဖမ်းဆီးတပ်ဖြတ်ပြီးတန်ဃာတော်တပားနဲ့ပြည်သူ၁၈ဦးကိုဖမ်းဆီးသွားတယ်ဆိုပါတယ် အဲ့ဒီအချက်ပစကောင်စီတက်စစ်ကြောင်းကိုဒေါ်လာရေးပူပေါင်းတက်တွေကလမ်းကနေကြပြတ်တိုက်ခိုက်ချင်းမှုရမှာစေကောင်စီတက်ဖွဲ့ဝင်၁၀ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတည်ကုန်ကြတဲ့အပြင်အဲ့ဒီစေကောင်စီတက်ဖွဲ့ဝင်တွေရဲ့မပါအလောင်းတွေကိုပါရရှိထားပြီးဒဏ်ရာရတဲ့သူတွေလည်းများသွားကြသလိုအထိနာသွားတဲ့စေကောင်စီတက်စစ်ကြောင်းကလေရင်ပြစ်ကူတွေပါအသေးအံခေါ်တဲ့အထိဖြစ်သွားတယ်ဆိုပါတယ်အဲ့ဒီတက်ဖွဲ့တွေတဖက်ကဒေါ်လာရေးရဲ့ပေါ်နှစ်ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရသလိုစေကောင်စီတပ်သားတွေရဲ့မပါအလောင်းတွေတဲကနေ တနက်၄လက်ကိုပါတင်းကြီးရရှိခဲ့တယ်လို့ပေါ့မြို့နယ်ပခပတာဝန်ခံကပြောထားပါတယ်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာလေကံဘလူးမြို့နယ်ကာဘူချေဘကအချက်ဖက်စကောင်စီတက်ကင်းမုံကိုတော်လန်ရေးပူပေါင်းတက်တွေကဝင်ရောက်တက်ခိုက်မှုအတွင်စေကောင်စီတက်သား၃ကတော့နေရာမှာတင်ပွဲချင်းပြီးတွေကိုသိကုန်ကြတဲ့အပြင်တို့စီကနေတနက်၃လက်ကိုပါတပါတဲ့တင်းကြီးရရှိခဲ့တယ်လို့ကံဘလူးမြို့နယ်လှုပ်ရှား drone တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခက်တဲ့ကိုပြောပါတယ် အော်တိုဘောလာ26ရက်နေ့ကပဲကမ်လူမျိုးနဲ့ကဘူယောဆာတင်ဂျောင်းမှာကင်ပုံဝင်နေတဲ့အချမ်းဖက်စကောင်စီတပ်သားတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား၃ကတော့နေရာမာတင်ပွဲချင်းပြီးတွေကိုသိကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၃လက်ကိုပါတပါတဲ့တင်းစီရရှိခဲ့တယ်လို့ကမ်လူမျိုးနဲ့လှုပ်ရှား drone တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာလည်း နဒိုးကြီးမြို့နယ်ကအချမ်းဖတ်စစ်ကောင်းစီးရဲ့ပြင်းစီရွာရဲစခန်းကိုတော်လန်ရေးတပ်တွေက rocket တွေနဲ့ drone ပစ်ခတ်တိုက်ခိုက်မှုအတွေ့ရဲစခန်းကိုထိမှန်သွားပြီးအမိုးတွေပါပွင့်ထွက်ပျက်စီးသွားတယ်လို့နဒိုးကြီးမြို့နယ် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘောလာ28ရက်နေ့ညနေပိုင်းကပဲနဒိုးကြီးမြို့နယ်ကအချမ်းဖတ်စစ်ကောင်းစီးရဲ့ပြင်းစီရွာရဲစခန်းကိုတော်လန်ရေးတပ်တွေက rocket ၅လုံးနဲ့ drone ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ ရဲစခန်းဝင်းတဲ့ကကင်းမုံနေရာကိုနှလုံးထိသွားပြီးနောက်ထပ်တစ်လုံးကရဲစခန်းကိုတဲ့တဲ့ထိသွားတယ်လို့အဲ့ဒီရဲစခန်းရဲ့အမိုးရိပါပွင့်ထွက်ပျက်စီးသွားတာကိုလည်း drone မတန်းတွေကနေမြင်တွေ့ရပြီးအထဲမှာဘလောက်တောင်သေကုန်ကြသလဲဆိုတော့ကတော့မသိရသေးဘူးလို့နထိုးကြီးမြို့နယ် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ကင်းပြည်နယ်မြောက်ပိုင်းမြို့နယ်မှာ online ငွေလိမ်မှုမူရစေဝါလူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အချမ်းပစကောင်စီလက်အောက်ခံနေကြဆောင်တက်ဘီဂျီရဲ့ခေါင်းဆောင်စောချစ်သူဘိုမုတ်သုံးဘိုတင်ဝင်းနဲ့ချစ်လင်းမြိုင်ကံမီတို့ကိုရောဘတ်တမကကနေဒန်ကပ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ EU ကနေတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီကြေညာချက်ကိုအော်တိုဘောလာ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲရောဘတ်တမကကနေတရားဝင်ထုတ်ပြန်ကြေညာလိုက်တာပါ။အဲ့ဒီလိုအရေးယူလိုက်တဲ့အချမ်းပစကောင်စီလက်အောက်ခံနေကြဆောင်တက်ဘီဂျီရဲ့ခေါင်းဆောင်စောချစ်သူဘိုမုတ်သုံးဘိုတင်ဝင်းနဲ့ချစ်လင်းမြိုင်ကံမီတို့ဟာ မြန်မာလူထုနဲ့ဒေတာတွင်းမှာရှိတဲ့အခြားနိုင်ငံတွေကနိုင်ငံသားတွေကိုပါပြစ်မှတ်ထားပြီးလိန်လဲမှုတွေနဲ့ရာဇဝတ်မှုတွေကျူးလွန်နေကြတာဖြစ်တယ်လို့လည်း EU ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါဟာဥရောပသမဂ္ဂ EU အနေနဲ့လက်ရှိမြန်မာနိုင်ငံအတွင်းစိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအပါအဝင်ဒိုင်းပြည်နဲ့ဒေတာတွင်းငြိမ်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပုံမိုချိမ့်ချောက်နေတဲ့ online လိန်လဲမှုတွေကိုကင်တွယ်ဖြေရှင်းမယ်ဆိုတဲ့တန်ဋိဌာန်ကိုပြသတဲ့အနေနဲ့အရေးယူမှုတွေဆောင်ရွက်တာဖြစ်တယ်လို့လည်းပြောထားပါတယ်။လက်ရှိမှာ ရောဘတ်တမက EU ကနေမြန်မာနိုင်ငံကလူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုတို့ကိုတန်ကက်ပိတ်ဆို့အရေးယူထားပြီးဥရောပကိုခီးတော်လာခွင့်ပိတ်ပင်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခေတ်သစ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါလေကျွန်တော်နိုင်ငံပါ